လုံးဝမင်္ဂလာပါဒီနေ့ကျွန်တော် share လုပ်ပေးခြင်းနဲ့ကြောင်းရည်ရတော့ကျွန်တော်ဆရာကြောင့်ကျွန်တော်ပြောခဲ့တဲ့စကားလေးကိုကျွန်တော်ပြန်လည်မျှဝေပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်လွန်ခဲ့တဲ့6နှစ်လောက်9နှစ်လောက်ကကျင်ပါလေကျွန်တော်ဆရာကြောင့်ကျွန်တော်ပြောခဲ့တဲ့စကားလေးတော့အဲ့ဒါဘာအကြောင်းရည်လဲဆိုတော့ကျွန်တော်တို့ကကျွန်တော်ဆရာ trainer training တွေပတ်သက်ပတ်သက်တဲ့ trainer တယောက်ဖြစ်တော့သူကသူ့ရဲ့ training program လေးတွေကိုသူ့ရဲ့ ဟို message ကိုသူပြောတယ်ပေါ့နော်ဒီ training program လေးဒီသူ့မှာရှိတဲ့အဲသူ့မှာရှိတဲ့ကြောင်ဟိုအသုံးဝင်တယ်ပေါ့နော်အများကြီးပဲတော့လည်းညမှလည်းနေနေဆရာဖြစ်တဲ့ကြောင်အဲသူ့ရဲ့ message ကိုသူပြောပြတော့ message company တွေတနည်းအားဖြင့် message တွေကနေပြီးတော့သူ့ရဲ့ training program တွေကိုလေးနဲ့မထားဘူးပေါ့နော်လေးနဲ့မထားတော့အဲသူကပထမဆုံးမှတော့သူနည်းနည်းလေးစင်မကောင်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူတခုအဲ့ဒီမှာတစ်ခါလေးပြေးလိုက်တယ်ပေါ့နော်သူတို့မလိုအပ်သေးတဲ့ကြောင်ဖြစ်မှာပါဆိုတာဒီကိုသူအဲ့မှာတစ်ခါလေး တွေးခဲ့တယ်ပေါ့နောက်ပိုင်းနှစ်ကြာလာတဲ့ခါကျတော့သူအမှပြောခဲ့တဲ့ program တွေကမိတ်ဆွေတွေကပဲသူ့ကိုခေါ်ပြီးတော့ training တွေကိုဒီ training တွေပေးပေးပါပေါ့နော်ဟုတ်ပါတယ်ဒီ junior လိုအပ်လာတယ်ဆိုတော့နောက်တစ်ပိုင်းစောင့်ပြီးတော့မှသူဒါကို training ပြန်ပေးရတဲ့ဟာလေးကိုဖြစ်ခဲ့ဖြစ်ပြည့်ပြီးကျွန်တော်ပြောပြခဲ့တယ်ပေါ့နော်ဒီဆရာကလည်းကျွန်တော်ရဲ့ရည်ရွယ်ချက်ဆရာတယောက်ပါပဲအဲ့တော့ဒီဆရာကိုကျွန်တော်ဒီဆရာပြောတဲ့စကားလေးကိုကျွန်တော်အခု ဟိုပြန်တတိယပဲပေါ့နော်အဲ့တော့ခါသေးရရင်ကျွန်တော်တို့ trainer တွေမှာလည်းရှိတယ်မိတ်ဆွေတွေမှာလည်းရှိတယ်ကိုကတော့အရေးကြီးလို့ဒီစကားကိုပြောတယ်တနည်းအားဖြင့်ကိုကအရေးကြီးလို့ဒီကိစ္စတွေပတ်သက်တာကိုပြောပြနေမယ်လေပြောတဲ့စကားကိုအလေးနဲ့မထားတာလို့အဲ့တနည်းအားဖြင့်ပေါ့နော်ဟိုဘောအစ်ဒီယူဒီဆိုင်နားထောင်တာမဟုတ်ဘဲနဲ့ပေါ့နော်တုံကဲပုံစံလေးတချို့ကလေးလောက်တာတော့ဟုတ်လေဒါအရေးမကြီးပါဘူးပေါ့ဆိုတော့လေထင်နေတယ်ထင်တဲ့လိုပဲဖြစ်ရှင်ဖြစ်နိုင်တယ်အဲ့တော့ဒီလိုမျိုးဖြစ်တဲ့ဥစ္စာက ကျွန်တော်လူ့ဘဝမှာလည်းကျောင်းဝမှာရှိတယ်ပေါ့နော် training မှာမဟုတ်ပါဘူးတခြားကိစ္စတွေမှာကျောင်းဝမှာရှိတယ်အဲကျွန်တော်ကဒီနေ့မိတ်ဆွေတွေကို sharing လုပ်ပေးချင်တာတော့သူတို့လိုအပ်လာတဲ့အချိန်သူတို့ဒီတံမိုးကိုသူတို့တည်လာတဲ့အခါကျရင်မိတ်ဆွေတွေကိုတနည်းအားဖြင့် trainer ပဲဖြစ်ဖြစ်ခွင့်နဲ့မိတ်ဆွေတွေပြောတဲ့စကားကိုသူတို့ပြန်ပြီးတော့သတိရပါလိမ့်မယ်အဲ့တော့ကိုကလုပ်ဖို့လိုတာကတော့ကိုယ့်ရဲ့ training program တွေကိုနဲ့ပတ်သက်တဲ့ကိုတံမိုးထားတဲ့နော်တကယ်တံမိုးရှိရရာလေးတွေကိုခုဘက်ကတော့မျှဝေပေးမယ်ပြောမယ်ဆိုမယ် ပြီးရင်တတိပိဒါရှေ့လည်းပြီးမယ်ပေါ့နော်သူတို့ဒီဒီတန်မိုးမတိသေးဘူးသူတို့ဒီဒီတန်မိုးနဲ့ပတ်သက်တာနားမလည်သေးဘူးဆိုရင်ကျွန်တော်တို့ကချင်းချင်းရတော့သူတို့နဲ့တန်မိုးထားမှာမဟုတ်ဘူးနောက်ပိုင်းမှာတော့တန်မိုးထားလာတယ်အဲလူအန့်ရင်မိတ်ဆွေတို့ကလည်းပြန်လည်ဆက်သွယ်လိမ့်မယ်အဲကျွန်တော်လည်းလူတွေပဲခိုင်ထားတယ်ကျွန်တော်ရဲ့ training program ထဲမှာလည်းလူအပ်တဲ့ခါကျရင်ကျွန်တော်တို့ဒါကိုဆက်သွယ်လိမ့်မယ်ပေါ့နော်သူတို့ဒီချိန်မှာမလိုအပ်တဲ့အကြောင်းမဆက်သွယ်သေးတာမလိုအပ်တဲ့အကြောင်းတန်မိုးမထားသေးတာဖြစ်နေပါတယ်ဒါလေးကိုကျွန်တော်တို့ကနှလုံးသွင်းပြီးတော့ အဲကျွန်တော်နေ့တင်နေ့စဉ်ဖြတ်တန်းရတော့ကျွန်တော်တို့ကပူပြီးတော့ကျော်ရွှင်မဲ့ဘဝရရနေမယ်မဟုတ်ရင်ကိုကကိုယ့်ရဲ့ကိစ္စကိုတော့မထိုင်အလေးနဲ့မထားဘူးဆိုခံစားရခံစားမှုတွေကပူပြီးတော့ခံပြင်းနိုင်တာဖြစ်တဲ့ကြောင်ကျွန်တော်လည်းမြောက်ဝင်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်